မေကလာပါပြီပါကြီးကိုပေါတပါဗျာခဗျာအခုကျွန်တော်တို့ဒီရပါလိုက်ကပါအချဘတ်စစ်ကောင်စီပေးအောင်လိုက်တယ်အာဆီယံတဲ့ကဒီရပိုင်းလေးပါပဲဒါတွေးဆုံတာတွေဆွေးတွေးတာတွေဒါကျွန်တော်တို့လောက်ကြတယ်လို့သိရတယ်နော်တွေးဆုံတာတွေဆွေးတွေးတာတွေလောက်ကြတယ်လို့သိရတယ်အဲ့တော့အဲ့ဒီအခြေအနေတွေတက်ပတ်သက်ပြီးတော့ပါကျွန်တော်တို့သုံးသက်ပေးပါမယ်မိဘကြီးကိုပေါတပါဗျာ เนาะอาจารย์เบสก็เสียอาเซียนเนี่ยตัวตุ้ยสุซุยด้วยปูลงดีได้เฉยอตวยบาเบะกินปีได้บาชื่อดีได้จုံทูบ่เนาะจုံทูบาชื่อดีได้ยัวดิพุงจี้จาวดิโกด่าปอกกายาบုတ်เดเผ็ดเอ่อตัวอ่ะโหตัดเผ็ดไปไล่ได้บ่เนาะตัดเผ็ดไปไล่ได้ปုံซาอดีตไทยได้หลุดได้เอ้ออาเซียนมาชื่อดีได้ลูกจี้ดิบ่เนาะအကြပ်ဖက်စစ်ကောင်စီဘေးရောက်လိုက်ကိုခေါ်တွေးစရာဘာအကြောင်းပါမရှိဘူး။ဘာဖြစ်လို့ဆိုတော့အကြပ်ဖက်စစ်ကောင်စီဘေးရောက်လိုက်တာ စိတ်တစားလူတသက်ပါလို့တော့ပြောလို့ရတယ်။သူ့ဘာနိုင်ငံကြီးအဆက်လည်းမရှိဘူး၊စီးရေးအဆက်လည်းမရှိဘူး။ဒါအပန်းလိုက်ပြောပြတာလေ။ဒီအာဆီယံအစိုးရပွဲသွားတဲ့အခြေအတွဲပါပဲ။ကျုံတိုးပါရှိနေတဲ့ဒီဘုံကြီးเจ้าတွေတက္ကရော်တွေကိုတတ်ဖြတ်ပလိုက်တယ်။တော်တော်ပြပြောက်သွားတတ်ဖြတ်ပလိုက်တဲ့အခါကျတော့အကြပ်ဖက်စစ်ကောင်စီမရောက်လိုက်ရ။လုံးဝလူတသက်ပါပဲ။အဲ့တော့ဒီလိုအကြပ်ဖက်စစ်ကောင်စီမရောက်လိုက်လူဘက်ကဒီလိုပါဒီလို မြန်မာပြည်သားအခြေကျတိုင်းသားတွေပေါ်ပါဒီလိုမျိုးရရဆက်ဆက်တပ်ဖြတ်ဖို့အတွက်လက်ရဲစရဲတွေဖြစ်လာတာကလည်းနောက်ွယ်မှာမြန်မာပြည်သူပြည်သားတွေရှိလို့မဟုတ်ဘူးသူ့ရဲ့နောက်ွယ်မှာတရုတ်ရှိတယ်ရုရှားရှိတယ်သူကဒီနှစ်ချက်နဲ့သူကဘိုင်ယူရဲစတယ်ဒါတကူကအာဆီယံအစည်းအဝေးပွဲတဲ့ပတ်သက်ပြီးတော့ပါလေဒါကျွန်တော်တို့ထပ်ပြီးတော့ပါတွေ့တာနောက်တဲ့တစ်ချက်ကပါလဲဆိုတဲ့အခါကျတော့ဘေးရောက်လာရဲ့စော်ဘဲလို့ရဲ့တွေ့တယ်ပေါ့နော်ဒါပေမဲ့ အာဆီယံအစည်းအဝေးပွဲမှာဘယ်ရောက်လိုက်ဘယ်ရောက်လိုက်တို့ကိုတရားဝင်ခေါင်းဆောင်အဖြစ်တွေးထားတာမရှိပါဘူး။သူ့ကိုမြန်မာနိုင်ငံရဲ့ခေါင်းဆောင်အဖြစ်မခန့်အပ်ထားဘူး။သူဒီမြန်မာနိုင်ငံရဲ့တပ်ပရလည်းမဟုတ်ဘူး။နော်မြန်မာနိုင်ငံရဲ့ဝန်ကြီးချုပ်လည်းမဟုတ်ဘူး။နော်ဟိုမြန်မာနိုင်ငံမှာတရုတ်တို့ရုရှားတို့လှုပ်ချစ်တယ်လို့လှုပ်ဖို့အတွက်ကိုသူကကြီးစားလူသက်သမားခေါင်းဆောင်လို့ဖြစ်တယ်။အဲ့ဒါတပ်ပရသားတွေကသဘောပေါက်ဖို့အရေးကြီးတယ်။ အဲ့ဒါအဲ့ဒါတပ်ပရောသားတွေကသဘောပေါက်ဖို့အရေးကြီးတယ်မြန်မာတိုက်ကအတွေ့အပရှိနေတဲ့တပ်ပရောသားတွေသတိပို့ပြီးသဘောပေါက်ဖို့အရေးကြီးတယ်အဲ့တော့သူကတရုတ်ကမြန်မာတိုက်ကမှလှုပ်ချစ်သလိုလှုပ်ပဲအဲရုရှားမြန်မာတိုက်ကမှလှုပ်ချစ်သလိုလှုပ်ပဲအဲ့ဒီအတွက်ကြောင့်သူ့ကိုကားထားတဲ့လူသက်သမားတွေတူးတယ်တော့အဲ့တော့မြန်မာသူ့ရဲ့မရောက်လာရဲ့အလောက်ကတိုင်းသားတွေပေါ်မှာညင်ဆဲပေးရပဲပြည်သူလူထုပေါ်မှာညင်ဆဲပေးရပဲအညာသူအညာသားတွေပေါ်မှာတတ်ဖြတ်ပေးရပဲဆိုတော့ဟာမျိုး ဒီ၄နှစ်တာဂါတက်အတော်အတွင်းမှာကျွန်တော်တို့ကတော့တွေ့ရတာအဲ့ဒီအတိုင်းပဲတွေ့ရတယ်အဲ့တော့မရောက်လိုက်ပါတဘာဝကြတဲ့တဘာဝကြတဲ့မြန်မာနိုင်ငံပေါ်မှာချစ်မြတ်နေတဲ့စိတ်လောဘမရှိဘူးလောဘမရှိဘူးသူ့ကိုကြည့်လိုက် ကလေးကကြည့်ရုပ်မရောက်လိုက်ရုပ်ကပါလေကလေးကကြည့်ရုပ်ဇော်ဘဲလုံးရဲ့ရုပ်ကပါလေကလေးကကြည့်ရုပ်ကလေးကကြည့်ရုပ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီဘေးကအော်လိုက်ကိုဆက်လက်ပြီးတော့ပါအားပေးတယ်ပဲထောက်ခတ်တယ်ပဲဆိုတော့အာဆီယံကိုလည်းတာကျွန်တော်တို့က လေးတဲ့ကြော်ကားတက်တာအတွဲလာပါကျွန်တော်တို့ကဘေးကိုထုတ်ဆရာဖြစ်သွားပြီအကယ်၍အကြပ်စစ်ကောင်စီဘေးဟောက်လိုက်ကိုဆက်လက်ပြီးအာဆီယံပါရှိနေတဲ့လူတွေကအားပေးပဲထောက်ကပ်ပဲဆိုလို့ရှိရင်တော့အာဆီယံဒီလဲမြပါတိုက်ကပြည်တွေးတဲ့ပါရှိနေတဲ့လူတက်မှုကိုအားပေးအားပြောက်တဲ့အတွေ့အပြေကိုရောက်နေတယ်အဲ့အတွက်ကြောင့် ICC ကိစ္စတွေအစားတင်ပြတဲ့အခါမှာဒါကျွန်တော်တို့ကပြတ်သားမှုတော့တူလူအပ်လာပြီမြပါတိုက်ကတပါပြည်တွေးစစ်ကတလောက်တိရှေးကြလာတယ်အဲ့လား အော်လေဂါဒိတိကိုဒီတွေဦးတော်လည်းအတော်တွေရှေ့ကြလိုက်ဆိုတော့အာဆီယံပပြတ်သားတွေလည်းအများကြီးပါပါတယ်လို့ဒါကျွန်တော်တို့ကတော့သုံးသပ်ပြချင်ပါတယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီတက်ရှူးရှီစီဘူးအတွက်ကိုဖြစ်စီလာအောင်ကိုလုပ်နေတဲ့ဒီအကြမ်းဖက်ဒီအာဆီယံမှာရှိနေတဲ့ဝန်ကြီးတွေလည်းတွေ့တဲ့အခါကြလို့ရှိရင်ကျွန်တော်ပြပြတသားပြောဆိုတတ်ဖို့အတွက်လိုအပ်ပါတယ်လိုအပ်လို့ရှိရင်အာဆီယံမှာရှိနေတဲ့အခုမလေးရှားဝန်ကြီးချုပ်တဲ့အန်ဒူဂျီကပါတွေ့ပဲလို့တော့ပြောတယ် online တွေ့ဆုံမှုမျိုးပုံစံ task sport เนาะဒီကျွန်တော်တို့က welcome page ဖိတ်စီချက်တာကအာဆီယံဝန်ကြီးချုပ်ဒီဒီမလေးရှားပါရှိနေတော့ဝန်ကြီးချုပ်တွေမြန်မာနိုင်ငံနော်ကရင်ပြည်တဲ့ဂျုံတိုးရွာတွေရခိုင်ပြည်တဲ့တွေရဒါရအားလုံးကိုအာဆီယံဝန်ကြီးချုပ်တွေကိုဖိတ်လိုက်ပါလားဖိတ်လိုက်ပါလားတော့အန်ဒူဂျီပါရှိနေတော့ဝန်ကြီးတွေတဲ့အဲ့လိုမျိုးတွေဖိတ်လိုက်ပြီးတော့ပါမြန်မာနိုင်ငံမှာအကြမ်းဖက်စစ်ကောင်စီကျူးလွန်နေတဲ့အချက်အလက်တွေကိုမြေမြပါရှိနေတဲ့တပ်သေးတွေတဲ့တကွာထွက်ဆူချက်တွေတဲ့တကွာ သူတို့ကိုအဲ့လိုမျိုးခေါ်ခေါ်တဲ့တယ်ခင်ဗျားတို့ကအာဆီယံဒီပဲအာဆီယံတိုက်ကတည်းပဲဟုတ်တော့မလားမြန်မာတိုက်ကခင်ဗျားတို့ရက်ခိုင်ပြည်တယ်လားကြည်ပါကေပြည်တယ်လားကြည်ပါနော်အကြမ်းဖက်စစ်ကောင်စီပြောက်လိုက်ကိုခင်ဗျားတို့ကထိုင်ကုန်လေးတရားလေးပေးပြီးတော့ပါအကြမ်းဖက်စစ်ကောင်စီတဲ့လက်ကတ်တလို့လို့ဘာလို့လို့ညာလို့လို့ဒီဒီတာကငါးတဲ့အတွေ့ပါမြန်မာတိုက်ကသူမြန်မာတိုက်ကသားတွေရဲ့အသက်ပေါင်းနော်ထောက်ချီတောင်းချီတည်တာအပြားကြီးရှိခဲ့ပြီးပြီဆိုတော့ဒါကျွန်တော်တို့ကပြောရတော့ပါဖြစ်တယ် အဲ့တော့မြန်မာနိုင်ငံမှာအခုဖြစ်ပြလာတဲ့အရာဒီလိုမျိုးပြည်သူစိတ်ကြာရှည်စွာဖြစ်လာတဲ့အရာကအာဆီယံဘယောကလည်းမကေဘူးအဲ့ဒါတွေကိုဒါကျွန်တော်တို့ကပြောပြချင်ပါတယ်အတော့အကြံပြုချင်ပါတယ်အဲ့တော့အကြမ်းဖက်စစ်ကောင်စီပြောက်လိုက်ကမြန်မာတဲ့ကောင်ချစ်လို့လည်းမဟုတ်ဘူးတပ်ဖို့ထားလို့လည်းမဟုတ်ဘူးသူရဲ့တောက်ွယ်ပါတရုတ်ရှိပဲရုရှားရှိပဲအဲ့တော့သူအားကိုးတယ်အဲ့ဒီအချက်လက်တဲ့သူဟာရှေ့ကိုဆက်လန်းနေတာဖြစ်တယ်เนาะအဲ့တော့ဒါတွေကိုအားလုံးဒါကျွန်တော်တို့တွေအားလုံးပြောပြတတ်ဖို့အတွက်လိုအပ်ပါတယ်နောက်ပြတော့ပါတတ်သိတဲ့တကွာ ကင်းပြည်နယ်မှာအာဆီယံဝင်ကြီးဘသူသွားသွားခြင်းလဲခေါ်တွေးလိုက်ခဏလေးပဲကင်းပြည်နယ်ခဏလေးရောက်တယ်ရခိုင်ပြည်နယ်ကိုအာဆီယံဝင်ကြီးဘယ်ဝင်ကြီးသွားတွေ့ခြင်းလဲခေါ်တွေးလိုက်ရခိုင်ပြည်နယ်ဘာမြေတွေအားလုံးအားလုံးတော့အကြပ်ပဲစစ်ကောက်စီရဲ့သူ့ရဲ့စကားပေါ်ပါကျွန်တော်ကဘဝလမ်းမဆုံးဖို့အတွက်အာဆီယံကမင်းအောင်လိုက်နဲ့ပတ်သက်လာလို့ရှိရင်တော့သူကဘေးအောင်လိုက်ပြောတပြိုက်တည်းသူတို့တွေကဒီဘဝစကားလမ်းဆုံးစေချင်တဲ့အဒီထားပြောတယ် ဒါဗီဒီယိုတွေကိုတွေ့ရတဲ့အတွက်ကြောင့်ဒါတွေကမဖြစ်သေးဘူးဗျာနော်ဒီအာဆီယံမှာရှိတဲ့လူကြီးတွေတခါတလေကြလို့ရှိဟိုလူကြီးဖြစ်လာဖို့အတွက်ဆိုတာအောက်ခြေသိအကုန်လုံးတိကျွားပါရတာလေနော်ကေပီတဲ့မြပါတိုင်းကမှာကေပီတဲ့အဒေတာတွေရခိုင်ပြည်တဲ့ဒေတာတွေကချင်ပြည်တဲ့ဒေတာတွေအကြသူအကြသားဒေတာတွေအားလုံးအားလုံးကိုအကျွန်တော်သားလေကျွန်တော်တို့ကျွန်တော်တို့မျိုးဆက်တွေရဲ့စာသားကိုအပါတိုင်းပြောရမယ်ဆိုလို့ရှိရင်အာဆီယံဝန်ကြီးတွေနော်ပေထုံထာတို့မလေးရှားဝန်ကြီးချုပ်တို့နော် အလားအိုဝေကြီးချုပ်တို့အကောလုံးအကောလုံးအားလုံးမြေပါတိုက်ကလာလို့ရှိရင်ဒီပြည်တော်လောက်ပဲမသွားတဲ့တော့မြေပါတိုက်ကလာလို့ရှိရင်ဒီပြည်တော်လောက်ပဲမသွားတဲ့ကရင်ပြည်တယ်လဲသွားကချင်ပြည်တယ်လဲသွားရခိုင်ပြည်တယ်လဲသွားအဲကရင်ပြည်တယ်လေးပါလေကရင်ပြည်တယ်ဟိုအာဆီယံဝေကြီးချုပ်တွေမသွားနိုင်လို့ရှိရင်အာဆီယံဝေကြီးချုပ်တက်မလို့တဲ့ရှေ့ရှေ့ပဲပြောပြတာမလေးရှားဘက်ကလို့ကြိုက်တဲ့ဝေကြီးချုပ်လို့တော့ကြိုက်တဲ့တက်ကပါလို့ဒါကြောင့်မြေပါတိုက်ကအရေးတက်ပတ်သက်ပြီးတော့ဖြည့်ရှိတယ်အာလေးပေါ်ပဲအော်လိုက်ပေါ်ပဲသူတို့သွားပြီးတော့ဖြည့်ရှိလို့မရဘူး အာဆီယံဝန်ကြီးချုပ်တယ်ဟာလားမြန်မာနိုင်ငံမှာရှိတဲ့ကရေးပြည်တွေကိုသွားပလားရခိုင်ပြည်တွေကိုသွားပလားတော့မြန်မာအရေးပြည်ရှိပဲဆိုလို့ရှိရင်တော့ online တွေးဆမှုရောမြေပြည်တွေးဆမှုရောသွားရဲလာရဲတွေးဆရဲပါလို့မတွေးဆရဲအာဆီယံဝန်ကြီးချုပ်ဘယ်သူမှတတ်မလို့တဲ့ဆော်စီစီပြောပြတာဘယ်သူမှတတ်မလို့တဲ့ဘာဖြစ်လို့လဲမြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေရဲ့အသက်ကအလကားပြား မြပါနိုင်ငံသူမြပါနိုင်ငံသားတွေရဲ့အသက်ကအလကားမရဘူးအဲ့ဒါကိုဒါကျွန်တော်တို့ကပြောပြချင်တာဖြစ်ပဲအဲ့တော့အချမ်းပဲစစ်ကောက်စီမရောက်လာရအဲ့လိုပဲသူတပ်ပရောကိုလည်းသူခူတော့လှုပ်ပြီးတော့ပါတုံးစားနေတာဂါဒစ်တွေရောက်လာပြီ no သူတပ်ပရောလည်းသူတို့တွေဒီချတဲ့အကုတ်ချတဲ့မြပါနိုင်ငံကောင်းစားဖို့တွက်လာဆိုမြပါနိုင်ငံကောင်းစားဖို့တွက်တစ်စက်မှမရှိဘူးဘတ်ပေါင်းစုံချတဲ့သူတို့လှုပ်နေတယ်အဲ့တော့အနောက်ပါတရုတ်အလူကြရုရှားအလူကြသူတို့လှုပ်နေတာအဲ့ဒါမျိုးတွေ အဲကျွန်တော်တို့ကျွန်တော်တို့ရခိုင်ကြိုက်တယ်ရခိုင်ကတော့ကျွန်တော်ကျွန်တော်တို့ကြိုက်တဲ့တတ်တယ်ပြည့်ပြည့်တသားတယ်သူကြိုက်တွေသွားပြီလှုပ်ဆောင်သွားတဲ့အချက်လက်တွေအားလုံးတော်တော်ပြပြတက်တတ်တယ်။တော့အခု KB တွေကိုဖိနေတယ်။ KB တွေကိုဖိနေတဲ့အတွက်ကြောင့် KB တွေပါကျွန်တော်တို့ကရဲ့အမျိုးသားအဖွဲ့အစည်းအားလုံးကစီလုံးကြီးရုပ်ဖို့အတွက်လိုအပ်ပါတယ်။နော်။အညာမျိုးအဖြစ်အညာမျိုးမှာရှိနေတဲ့အဲကျွန်တော်တို့ပြည်သူလူထုနဲ့တော်လည်အဖွဲ့သူဖွဲ့သားတွေကစီလုံးကြီးရုပ်ဖို့အတွက်လိုအပ်ပါတယ်။ဒါပဲကျွန်တော်တို့ရဲ့စီလုံးကြီးရုပ်ဖို့ ဘူကိုအာဆီယံအာဆီယံအထိလည်းပြတာရပဲကမ္ဘာအလဲပါလည်းပြတာရပါဖြစ်ပါတယ်အကဲကျေးဇူးတင်ပါတယ်အကြပတ်စစ်ကောင်စီမရောက်လိုက်ဟာအာဆီယံအစည်းအဝေးပွဲထွားတာမြန်မာနိုင်ငံကကုစားပြုမဟုတ်နော်အာဆီယံကလည်းမလိမ့်တဲ့ပညာတဲ့နော်မရောက်လိုက်ကိုအာဆီယံကနော်စင်ကာပူပါအစည်းအဝေးလုပ်တော့ဝါဒပေါင်တွေလည်းမရောက်လိုက်မြန်မာနိုင်ငံရဲ့ကိုစားပြုအဖြစ်ခေါ်ထားတာမဟုတ်ပါဘူးဒီကိစ္စတွေမပြတ်သားလို့ရှိရင်ကျွန်တော်တို့ကຫນွေဥတော်လိုက်အစားအဟာတွေပြတ်လန်ရပါလိမ့်မယ် ဒီကိစ္စတွေမပြတ်သားဘူးဆိုလို့ရှိရင် ICC တဲ့ပတ်သက်ပြီးတော့ဗာဝဏ္ဏပေါင်လေးနဲ့တွေးဆုံတဲ့အင်ဒိုနီးရှားသားအပတ်အမျိုးသမီးကိုလည်း ICC ပါတရားစွဲပါနော် ICC ပါတရားစွဲရှေးရှေးပဲဘာဖြစ်လို့လဲမြန်မာနိုင်ငံမှာနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်တော်ဆန်းစုကြည်ကိုဖားချုပ်တယ်ဖားချုပ်ပြီးတော့ဗာဝဏ္ဏပေါင်တွေကိုခွေးတုပ်ပေါက်ကနေအင်ဒိုနီးရှားသားအပတ်အမျိုးသမီးကဗကောက်ပါခေါ်တွေ့တယ် အဲ့ဒီအမျိုးသမီးအစား ICC ပါတရားဆွဲရမယ်မြန်မာနိုင်ငံသူမြန်မာနိုင်ငံသားတွေတိုင်းရင်းသားတွေတေဆုံးမှုတွေပြည်တွင်းပဋိပက္ခဖြစ်မှုတွေတပတ်တပ်ပြပါဒီအင်ဒိုနီးရှားသားအမတ်ဒီမယိုးသားဘူးဘာဖြစ်လို့လဲသူဒီလူသက်သမားဝဒပေါင်းတွေတို့ကိုလက်ခံခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်နော်လက်ခံခဲ့တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့တော့သူတို့ပါကျွန်တော်တို့တရားဆွဲရမယ်နော်ပြပဟိုဗာလဲဒါပြည်သူလူထုထောက်ခံမှုတွေကျွန်တော်တို့ကတောက်ခံပါပဲဒါပြပအချမ်းပဲစစ်ကောင်စီဘီအောင်လိုက်ကိုလာတွေးတဲ့ တော့အာဆီယံဒေတာပါရှိတဲ့လူတွေအားလုံးအားလုံးအားစားကျွန်တော်တို့ကျွန်တော်တို့တွေသူတို့တက်ပတ်သက်တဲ့အရာတွေအားလုံးသူတို့မပြတ်ပသားလုံးမှုကြောင့်နော်ဟိုပဋိပက္ခတွေအများကြီးဖြစ်ခဲ့တယ်ဆိုတဲ့အရာတွေအားလုံးဒါကျွန်တော်တို့ပြောရတော့မှာဖြစ်ပါတယ်။ကဲဂျေဇုတက်ပါတယ်နော်။โอเคအားလုံးပြတ်ဆုံးပဲနော်။